တက်မရုံပြန်မှာလို့အဲ့ဒါယာယီအစိုးရပွဲမှာစတယ်ဒီလိုမျိုးကျွန်တော်တို့ကလက်သက်ချက်ကြီးအဲ့ဒါ၄ရှိမှလာဆွေးနွေးမယ်ဆိုတဲ့အဖြစ်နိုင်တဲ့တောင်းဆိုမှုရှိတယ်။အကောင်းကြီးအဲ့ဒါဆိုမင်းတို့အဲ့ဒီတောင်းဆိုမှုတွေကြီးဖို့ပဲလာဆွေးနွေးပါအမျိုးသမီးတွေတတိထားရမယ်တအိတ်ကောင်းကင်စာရဲ့လက္ခဏာတွေကဘာပါလဲအတူနေပြီးသွေးစင်းတာယာတိနှစ်ခုကြာဖောက်ပြီးသွေးစင်းတာ ။တွေးဆုပ်ပြီးမှတွေးပြန်စင်းလာ။မိမကိုကနေအဖြူစင်းလာ။တွေးဆတွေပါလာတာများတာ။အနံ့ဆိုးတာ။စီစက်ကြိုက်တာ။အတူနေစင်းမိမကိုနာတာစတာတွေပဲဖြစ်ပါလေ။ဒီလိုလက္ခဏာတွေဖြစ်လာပြီးဆိုရင်နှိစက်ရာဆေးရုံစည်းကမ်းမှာရှိတဲ့ဆရာဝန်နဲ့တွားရောက်ပြတာတင်ပါတယ်။ ယ်မြောက်ပိုင်းကစတင်ခဲ့တဲ့တစ်တုံရနှစ်ခွန်စစ်စင်ရေးနောက်ပိုင်းမှာတော့စကောင်းစီကတွစ်ဆိုဆွေးနွေးရေးယာယီအပြစ်ခတ်ရဆက်ရေးစာတာတွေကိုမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုလာပါတယ်။တရုတ်နိုင်ငံကဂျာဝင်စစ်ဆက်ပေးလို့ MMDAA ကိုကန်တက်ဖွဲ့နဲ့ညှိနှိုင်းမှုအစဉ်ပြေပြီးလာရှုမျိုးကိုပြန်လည်ရယူထားနိုင်ပါတယ်။ TLA နဲ့တော့ညှိနှိုင်းမှုတွေကအဆင်မပြေသေးပါဘူး။လက်ရှိအခြေအနေအရတော့စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုယာယီထိထားနိုင်တယ်လို့ဆိုရမှာပါ။စကောင်စီကအခြားသောဒေသတွေမှာလည်းတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကိုတွစ်ဆုံဆွေးနွေးရေးအတွက်စီယုံနေတာတွေရှိပါတယ်။တဖက်မှာလည်းသဘောတူညီချက်ကိုမလိုက်နာတဲ့စကောင်စီရဲ့ဖြစ်မရတဲ့တတိဆူဘီဆဆူကရှိနေပါတယ်။ အင်အားဖြစ်တင်နိုင်ရင်စစ်ကောင်စီကသဘောတူညီချက်တွေကိုဖျက်ပြီးပြန်လည်ထိုးစစ်ဆင်တဲ့တာဒကတွေလည်းရှိပါသေးတယ်။တိုင်းသားလက်နက်ကိုင်တွေအနေနဲ့စစ်ကောင်စီရဲ့ကံလန်းချက်တွေကိုယုံကြည်လို့ရရလားဆိုတာနဲ့ပတ်သက်လို့ပအိုးအမျိုးသားလူမျိုးကြီးအဖွဲ့ချုပ်ဩဂထရာဘုံမွန်ကြီးခွန်အုပ်ကပြောပြတာကအနာသိန်းသုံးခစ်မှာဒေါက်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 ရှောက်ကကျွန်တော်တို့ဒီစစ်တပ်ဗဟုပြုတဲ့အုပ်ချုပ်မှုကများလာတဲ့ခါကျတော့ ဒီသူတို့ mindset ကိုတော့ပြင်ဖို့ခက်တယ် mindset ကတော့ဟုတ်ပါလေဟိုယုံလို့မရဘူးပြောလဲမှပါလေသို့တော့ယုံလို့ရသည်ဖြစ်သည်မရသည်ဖြစ်စေအခုကနောက်ပိုင်းအဖွဲ့တွေကလက်နဲ့နဲ့အင်အားနဲ့ဖြည့်ရှင်းလာတဲ့ခါကျတော့အေးလက်နဲ့နဲ့အင်အားနဲ့ဖြည့်ရှင်းတဲ့ပုံပါနော်မချစ်တော့လဲအောက်ခါနားမော်ဗျာတချို့အခွင့်ရေးတွေတချို့ပါတွေကတော့ဖြစ်လာနိုင်တယ်အာမတမန်ရှော့ဆိုလည်းဖြစ်လာနိုင်တယ် အဲအဲ့ဒါကြောင့်ကျွန်တော်တို့တွေ့ရတာကတော့ဘယ်လိုပဲဖြစ်ဖြစ်ယာယီသက်သာခွင့်ပဲရရပေါ့ဒီသားတစ်ခုပြည်ပြည်သူတရားဒီသားကလူထုတရားကယာယီသက်သာခွင့်ပဲရရဘာပဲဖြစ်ဖြစ်ဒီဒီရေတို့ဖြစ်ရှင်းတဲ့နည်းတွေကလည်းရန်ဖန်ရာကရေရှည်အတွက်အထောက်အကူဖြစ်သွားတာလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့အခုလက်ရှိအနေထားကနော်ကျွန်တော်တို့ mindset တွေတော့ပြောင်းဖို့မလိုဘူး သို့တော့အခြေအနေကတောင်းဆိုလာတဲ့ခါကျတော့နော်ဒီနေပြင်တကယ်အနေထားကအကျဆိုက်လာတဲ့ခါကျတော့ဒီယာယီဖြည့်ရှင်းမှုယာယီဟိုပါပေါ့ကျွန်တော်တို့အဖြေရှာတာလေးတွေလည်းဖြစ်လာနိုင်တော့ပေါ့ဗျာဒီလိုပဲကျွန်တော်ဒီလောက်ပဲထောက်ပြခြင်းပါ စကောင်စီကရခိုင်ပြည်နယ်ထဲမှာလဲနှမြူတွေလက်လူဆုပ်ရှုပ်ထားရသလိုကရင်နယ်ကရင်ရှမ်းမြောက်ဆားတဲ့ဒေသတွေမှာလဲနှမြူဆူမိုးနိုင်တဲ့အခြေအနေမရှိတော့ပါဘူးစကောင်စီအနေနဲ့သူတို့ကြန့်ရှိနေတဲ့တက်စခန်တွေကိုထိထားနိုင်ဖို့နှမြူဆုပ်သုံးပြီးပြင်ဆင်နေပါတယ်တမိုင်းမှာပေါ့နော်ကျွန်တော် KIA နဲ့ငင်းချေရေးယူလိုက်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကရင်ကိုအားရပါးရတိုက်လိုက်တယ်ပြီးသူတို့ဌာနချုပ်ကြာသွားတယ်ဆိုရဲဟာတွေ့ရတယ်အဲဒီဌာနချုပ်ကြာရုံနဲ့ ပါဘူးเนาะကရင်ရဲ့စုစည်းမှုအားကိုလည်းဘာသာရေးအခြေပြုပြီးတော့ကျွန်တော်တို့ကွဲသွားအောင်တို့လှုပ်လိုက်နိုင်တယ် ဆိုတော့ဒါကသူတို့ရဲ့ဟိုသမိုင်းမှာသူတို့အောင်မြင်ခဲ့တဲ့မဟာဗျူဟာတစ်ခုအဖြစ်သူတို့မြင်ကောင်းမြင်နိုင်တယ်။အဲဒီဗျူဟာသဘောမျိုးစံနဲ့လှုပ်ရှားမှုတွေလည်းကျွန်တော်တို့တွေ့ရတယ်။အသေးစိတ်ကြည့်မယ်ဆိုရင်ကျွန်တော်ရခိုင်ပေါ့နော်ကျွန်တော်ရခိုင်မှာအခုအာသူတို့အနေနဲ့နေပြီးဆုံးရှုံးမှုများလာတဲ့အချိန်မှာသူတို့တစ်ဖက်ကလှည့်ပြီးတော့ဒီအာစာနဲ့အာပူပေါင်းတာမျိုးဒီဟိုဘာလို့ injury နဲ့ပူပေါင်းပြီးတော့ဒီရခိုင်နဲ့ပြန်ပြီးတိုက်ဖို့ခိုက်ဖို့အထူးသဖြင့်ရခိုင်ရဲ့လွှမ်းမိုးမှုဩဇာကျသွားဖို့ပြီးရင် APP ဆိုင်ရာက ထောက်ခံမှုနည်းသွားဖို့အတွက်မျိုးတို့ကြံစီတာမျိုးတွေတို့လုပ်နေရဆိုရဟာတွေ့ရတယ်ဆိုတော့အဲ့သဘောအရဆိုရင်တော့သူ့အနေနဲ့ဟာဒီလိုမျိုး divide and conquer ပေါ့နော်ကျွန်တော်တို့အချင်းချင်းကြားထဲမှာစုဖွဲ့နေတဲ့အစုဖွဲ့တွေကြားထဲမှာကွဲပြန့်သွားပြီးတော့တို့အနေနဲ့ဖိနှိပ်နိုင်ဖို့ထိန်းချုပ်နိုင်ဖို့ကြိုးစားမယ်ဆိုတာတော့ဂျင်းတယ် စစ်ကောင်စီကနိုင်ငံရေးစစ်ရေးချိတ်ခွင်းလျားကိုမျက်နှာနှစ်ဖက်နဲ့ထိမ့်ညှိကစားနေတာပါ နိုင်ငံတကာကတော့ယာယီပြစ်ခတ်တိုက်ခိုက်ရစရေးထုတ်ပြန်ချက်နဲ့မျက်နှာချိုးသွေးနေပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ပြည်သူလူထုနဲ့တော်လှန်ရေးအင်အားစုတွေအပေါ်ကတော့တရုတ်မှန်ဘလူးမျက်နှာနဲ့ရရဆက်ဆက်ဗုံးကျဲတိုက်ခိုက်တပ်ဖြတ်နေတာပါဒါကြောင့်လေတော်လရင်အင်အားစုတွေကစစ်ကောင်စီရဲ့ကံလမှုတွေအပေါ်တန်တရာရှိနေကြတာပါ။ကျွန်တော်မြင်တာကတော့လက်ရှိက ဒီနိုင်ငံနိုင်ငံအိနီနာချင်းပေါ့အင်အားကြီးနိုင်ငံနေနဲ့ဒီဘောဘင်းဆက်ဆံရေးလောက်ပြီးတော့အင်အားကြီးနိုင်ငံတွေရဲ့ပြည်မှပြုမှုတုံတရားနဲ့နော်ဒီပံ့ပိုးထောက်ခံမှုတုံတရားနဲ့ဒီဒီလက်ရှိချင်းနေလို့ကြားကန်ထားတဲ့သဘောမျိုးပဲတွေ့ရပါတယ်။ဒါကြောင့်ဒီအာနာချင်းဝင်ရှာကတော့ ဒီဘဒုဘဒုကမနော်ရခိုင်နှုံးပြည့် all out war ပေါ့ဗျာသူ့ကိုငါရှင်ငါ့ကိုသူကရှင်အဲ့ဒါလို all out war လို့ခေါ်တဲ့အလုံးစုံခြေမုံချင်းအလုံးစုံပြတ်သုံးချင်းဆိုတဲ့အခြေအနေမျိုးကတော့ဘဘက်ကမှရောက်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗျဒီပြည်တွင်းစစ်မီးကတော့ဒီလိုတငုံဝေးလောင်နေပေါ့ဆက်လက်ပြီးတော့သွားမှာပဲသို့တော်လည်းပဲဒီကောင်းဆောင်တွေရဲ့ ဘယ်ဘက်ကကောင်းဆောင်ဖြစ်ဖြစ်ပေါ့ဗျာစင်ကြေတုံတရားနဲ့တိုင်းပြည်ပေါ်ထားတဲ့စိတ်စေတနာပြည်သူလူထုပေါ်မှာထားတဲ့စိတ်စေတနာအဲ့ဒီပေါ်မှာမူတူပြီးတော့ပဲကျွန်တော်တို့နာကကပုံပေါ်လာမလို့ယူဆပါတယ်။တိုင်းသားလက်နက်ကိုင်တွေနဲ့တော်လိုင်းအောင်စုတွေဘက်ကတော့စစ်ကောင်စီအနေနဲ့နိုင်ငံရေးမှာပါဝင်နေမှုကိုအဆုတ်သတ်ဖို့အထိကတောင်းဆိုနေကြပါတယ်။စစ်ကောင်စီကတော့သူကရှင်းနေသူသူ့ရဲ့ ဒါသူရဲ့နိုင်ငံရေးလမ်းပြမြေပုံနဲ့သူထွက်ထားရဲဆိုတော့ဒါကသူရွေးကောက်ပွဲလုပ်မယ်ပြီးသွားရင်ဒီအရသာအစိုးရအာဏာလွှဲပေးမယ်အဲ့တော့သူရဲ့စဉ်းစားမှုတွေမှာဒီဘက်ကဟိုတော်လန်ရေးအုပ်စုပေါ့နော်ကျွန်တော်တို့ပြဆန့်ကျင်ဘက်အုပ်စုတွေကတောင်းဆိုနေတဲ့စစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်နေတဲ့အခမ်းကဏ္ဍကိုလုံးဝလျှော့ချဖို့ပြီးရင်စစ်တပ်ကပြည်သူအုပ်ချုပ်ရေးအောက်မှာပြည်သူတင်မြောက်တဲ့အစိုးရအောက်မှာကျွန်တော်တို့ရှိနေဖို့ဆိုတဲ့အဥ္စာကတော့သူတို့စဉ်းစားရတဲ့မှာပါဖို့မပေါ်ဘူး သူတို့အနေနဲ့ရှိခဲ့တဲ့စစ်တပ်ရဲ့သမိုင်းကြောင်းအရာဒီမြန်မာနိုင်ငံဖြစ်လာတယ်ဆိုတာလည်းစစ်တပ်ကြောင်းဖြစ်လာတယ်စစ်တပ်ရဲ့တောင်းဆိုမှုเนาะ1945မှာဖွဲ့ခဲ့တဲ့အဲဒီဗမာတပ်မတော်ဆိုတဲ့ဟာကနေပြီးတော့ဒီအင်္ဂလိပ်တွေစီမှာတောင်းဆိုလိုက်တဲ့အတွက်ကြောင့်မို့ဒီပြည်တော်စုရဲ့လို့ဖြစ်လာတဲ့အတွက်ကြောင့်စစ်တပ်မရှိရင်ပြည်တော်စုမရှိဘူးဆိုတဲ့သူတို့ logic နဲ့သူတို့စဉ်းစားနေပုံရတယ် အဲ့အတွက်ကြောင့်မို့စစ်တပ်ရဲ့အခန်းကဏ္ဍရှော့ချလို့မရဘူးရှော့ချလိုက်တာနဲ့ဒီပြည်တော်စုကဖျို့ဖျဲဖြစ်ပြီးပြိုကွဲသွားမယ်ဆိုရယ်စဉ်းစားမှုမျိုးတို့စီမှာထောက်လျှောက်ရှိနေတယ်အခုလည်းရှိနေသေးတယ်နောင်လည်းရှိနေဦးမယ်သဘောရှိတယ်လက်ရှိမှာတော့စစ်ကောင်စီကဒီနေကုန်မှာရွေးကောက်ပွဲကျင်းပနိုင်ဖို့ပြင်ဆင်နေပါတယ်ရွေးကောက်ပွဲကပေါ်ထွက်လာတဲ့အရက်သားအစိုးရကိုအာဏာလွှဲပေးမယ်လို့လည်းပြောဆိုထားပါတယ် မရေကျွမ်းကျင်သူတွေကတော့စစ်ကောင်စီအနေနဲ့ရေကောက်ပွဲအရင်လှုပ်လို့မဖြစ်နိုင်ဘူးဆိုတဲ့ထောက်ပြပြောဆိုမှုတွေရှိနေပါတယ်။စစ်ကောင်စီအနေနဲ့တွေ့ဆုံဆွေးနွေးရေးအဆင်ပြေမှသာရေကောက်ပွဲကျင်းပနိုင်မယ်ဆိုတဲ့ပြောဆိုမှုတွေလည်းရှိနေပါတယ်။